ဆလင်းမြို့နယ်မြောင်းလာဦးကျွော်ရနယ်ပေါ့စိန်ပေါက်ကျွော်များအတွင်ရွှေတိုက်ဒုံးသီးများကြောက်ပေါက်ခွဲမှုကြောင့်ကျောင်းဆရာမတအုပ်နှင့်ကလေးငယ်တအုပ်တရားရရှိခဲ့ကြောင်းမြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ထုတ်ပြန်ချက်အရသိရပါသည် မန်စလာ23ရက်နေ့ညနေ4:50မိနစ်မှာမူရန်ဒေတာကြီးစလင်းမြို့နယ်ရှိမြို့နယ်ပြည်သူစစ်ရုံတို့ဘုံဒီပောက်ကွဲစထိမှန်တရားများဖြင့်အမျိုးသမီးတဦးနှင့်ကလေးငယ်တဦးရောက်ရှိနေကြောင်းသတင်းရလုံခြုံရေးတပ်ဖွဲ့ဝင်များကတောရောက်ဆစေးခဲ့ရာစလင်းမြို့နယ်မြောင်းလာဦးကျေးရွာနှင့်ပေါ့စင်မောက်ကျေးရွာများသို့ PDF အမိခံစံဖတ်အဖွဲ့ကရှော့တိုက်ဒုံးများဖြင့်ပစ်တခတ်တိုက်ခိုက်ခဲ့ရာအဆိုပါကျေးရွာများတွင်သို့ရှော့တိုက်ဒုံးသီးများကြောက်ပောက်ကွဲခဲ့ကြောင်းထုတ်ပြန်ချက်မှာဖော်ပြထားပါသည်အဲ့လိုပောက်ကွဲမှုကြောင့်မြောင်းလာဦးကျေးရွာနှင့် မောင်ကော့ကန်အခြေခံပညာထက်တန်းကျောင်းခွဲမှအထက်တန်းပြဆရာမဖြစ်သူဒေါက်ကီခိုင်ဦး33နှစ်နေပေါ့စင်ပေါက်ကျေးရွာနေမောင်မင်းဒုက္ခလင်းနေတို့တွင်ဘုံသီးပောက်ကွဲစထိမှန်တရားမြေရရှိခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်